လိုင်းပေါ်မှာတွေ့တာမဟုတ်ဘူးကို့မှာရင်းနှီးတဲ့ထဲကပျောက်လို့ဟိုမှာ post server တန်းကောက်တင်လိုက်ရသေးတယ်ပြန်တွေ့တယ်ဟိုမှာဆရာမကြီးကမလုပ်တာလဲဆိုတော့မင်းမြုပ်သွားတယ်မင်းမြုပ်ပါသွားတာတဲ့မင်းမြုပ်ပါသွားသူကလမ်းထိပ်တောင်တိတ်ထွက်တဲ့လူသားမျိုးမဟုတ်ဘူးအမို့ပူလဲစိတ်ပူကြတာလမ်းထိပ်လောက်တောင်သွားတဲ့လူမဟုတ်ကြတဲ့လူကဖုန်းကြီးဆက်ပိတ်ပြီးမင်းမြုပ်ပါသွားတာဘသူနဲ့ပါသွားဆိုတငယ်ချင်းနေတဲ့မတွေ့တာဟိုတုံးလေးနဲ့တော့တငယ်ချင်းနေတဲ့အဲ line ပေါ်မှာဆက်သွယ်ရပြီး line facebook လဲဆိုတော့တိတ်တုံးတာမဟုတ်ဘူး အော် TikTok ဘာညာနဲ့အဲ့ဒီကနေထိတ်ဆက်ပြီးတော့အပါချသွားဟိုတနေ့ကစူထားနှုတ်ငါးသားနှုတ်မိဘဆိုဖြစ်တယ်လို့မိဘတွေကအရင်စိတ်ပူတာလေ၃လရက်လောက်မတွေ့တဲ့အချိန်မှာမိဘတွေမပြောနဲ့ကိုယ်တောင်မှသွားပြီလို့ဟုတ်လို့တော့အကောင့်တိုင်းပြန်တွေ့ဖို့မလွယ်တော့ဘူးလေ၃လရက်လောက်ဆိုတဲ့အတိုင်းတောင်မိဘတွေဆိုဟိုယူးမှာပြန်တွေ့ရင်ဒါရာဂိုင်နှောအဖျင်မကောင်းတော့ဘူးတော်တော်ကန်ကောင်းတာတော်တော်ကန်ကောင်းတယ်လို့ပြောရမယ်ကလေးမှာအင်းကလေးလေးတွေလည်းလေးလေးတွေပါတယ်ဟုတ် အဓိကကတော့စိတ်မကောင်းဘောเนาะစိတ်မကောင်းမှုဆိုတော့ဟိုလူငယ်တွေကမလွတ်တော့လဲမလွတ်လို့ဘောเนาะမိဘတွေကထိန်ချုပ်တဲ့အရာတွေပေါ်မှာလဲလူငယ်တွေအပြစ်မြင်ကြတယ်လွတ်တဲ့အတိုင်းတာပေါ်မှာလဲအလွဲသုံးစားလုပ်ကြတယ်ဘောเนาะအာကိုကိုရန်လည်းအခုအသက်အရွယ်လေးတစ်ခုရောက်လာတယ်ကလေးတွေပြန်စူရတဲ့အရွယ်ရောက်လာတာဘောเนาะအဲ့တော့ပြောရတယ်အမြဲတမ်းမိဘတွေကတစ်ခါတည်းမှာဟိုမိဘတွေကလွဲရင်လွဲလိမ့်မယ်လူကြီးနဲ့လူငယ်မှာလွဲရင်လွဲလိမ့်မယ်ဒါပေမဲ့ မိဘတွေမှာအမြဲမှန်လေးရှိတဲ့ကိစ္စတခုကဘာလဲဆိုဒီလူနဲ့မပေါင်းနဲ့ဆိုရင်အဲ့ဒါသိကြရတယ်မိဘတွေရမှာလေမိဘတွေမှာဟိုတာသမီကိုချစ်တဲ့စိတ်နဲ့အလိုလိုသိနိုင်တဲ့ညာတခုပေါ့အဲ့လိုအပေါင်းအသင်းနဲ့ပတ်သက်မိဘတွေကအာကြိုပြီးမြင်တတ်ကြရတယ်ပေါ့နော်အားလေးလေးဟိုမိဘတွေကအရင်အပြစ်မမြင်ဘဲနဲ့ပြောရတဲ့စကားနားထောင်မှပြီးရင်ခုနပြောလို့ပေါ့ကိုယ့်အတွက်အန္တရာယ်ဖြစ်မဲ့လူတွေမဖြစ်မဲ့လူတွေတေချာလေးဟိုဟာဖြစ်ပြီးမှ ပေါင်းတင်တာမျိုးလုပ်တယ်မှာဇလန်းလေးကဒါအပြင်မှာကျွန်တော်ဖြစ်လေးဖြစ်တာရှိရဲ့ဇလန်းမျိုးလေးပေါ့နော်အခုဆိုမကြာခဏတွေ့ရတယ် main clip တွေပျောက်ပျောက်နေတယ်ဆိုတော့တင်းလေးလေအဲတရားလေးတွေလည်းအခြေခံရိုက်ထားတယ်ပြီးတော့ကိုပါတဲ့အခန်းကဏ္ဍကလည်းအာဇလန်းမှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အတွက်လည်းခံဖြစ်တာ character လေးရောက်ပါ character လေးအတူရဟုတ်ကဲ့အကိုကိုရန်လည်းအဲ့လို suspend နေအဲ့လို crime နေဆိုသဘောကျတယ်အာပြီးတော့ကိုလောက်ရတဲ့ character လည်းခုတည်း challenge တစ်ခုဖြစ်မယ်လို့ထင်တယ်ကျွန်တော်ရှေ့မှာက soft lane မှာတော့တစ်ခါလုတ်ဘူးတယ်တစ်ခါရိုက်ခဲ့ဘူးတယ်ပေါ့နော်နိုင်နိုင်ဝက်စာဆိုတဲ့အတိုင်းတာမှာလုတ်ခဲ့တဲ့အတိုင်းတာကအအများကြီးမဟုတ်ဘူးအခုက series တစ်ခုလုံးဆိုတော့ပြီးတော့ပြင်မာနေတဲ့ကျွန်တော်ရဲ့နေထိုင်မှုနဲ့အရန်ကွာတဲ့ဇာတ်ရုပ်တစ်ခုဆိုတော့အဲ့ဒါလည်းကိုယ့်တက် challenge တစ်ခုဖြစ်မယ်ထင်လို့လက်ခံပြတာအဲ့ဒါရှေ့မှာက soft lane တကားပဲရိုက်ဘူးတာအာအရာရှိကတော့ကျွန်တော်ရှေ့မှာ meter မှာရိုက်ခဲ့ဘူးရပေါ့နော် meter ဆိုလဲတကယ်ကိုကျွန်တော်တို့ video တကားစာဆိုမဲ့ဒါဂုံပြူဇက်လန်းဆိုတော့လေကျွန်တော်တို့အာဇီးပင်ကြီးတွေတွားရရတယ် စပိန်မှာကျွန်တော်3ရက်လောက်နေပြီးရိုက်ခဲ့ရတာလေးကတကယ်တမ်းပြတဲ့အချိန်မှာတချင်းတပုတ်စာပဲရှိရဲအဲ့အဲ့ drug ကိုပဲတီးတန့်နေအဲ့လိုသွားရိုက်ကြတာတကယ်အဲ့ဒီကျိုးတွေနဲ့နောက်ပြန်ရေးဆင်းပြီးတော့လေကျိုးတွေကလည်းအထုံးနေတယ်အာအမှအဲ့လိုတွေရိုက်ခဲ့ရတာပေါ့နော်အဲ့လိုအရန်ပဲချိန်ပဲပြန်စဉ်းစားစဉ်းစားအမှတ်တရဖြစ်တယ်ပေါ့နော်ဒီကားလေးကကျွန်တော်တို့အမှတ်တရဖြစ်မယ်ထင်ပါတယ်ပြေးဆက်လဲဒါကတော့မပြောပါပါဘူးဒါဟိုကိုယ့်ရဲ့ဇက်ကောင်အတွက်ဆိုရင်ဒါလောက်ရမှာပေါ့နော်ရှေ့မှာဆိုလည်းအဲ့လိုလောက်ခဲ့ရတာရှိရဲ Black Academy တော့ဆိုလို့ရှိရင်လည်းကျွန်တော် weight တွေအရန်ချပလိုက်တယ်အခုလည်း weight တွေပြန်ချထားတယ်ကျွန်တော်လေဘာလို့လဲဆိုတော့ အာလူကအရင်ဝသွားရင်နေလို့လည်းမကောင်းဘူးပြီးကိုယ်ကိုယုံကြည်မလဲမရှိဘူးတရုတ်ဆောင်ရတဲ့အခါမှာအာငါဘိုက်ကိုငါဘာနဲ့ကားမလဲဆိုတော့အရင်ပြပြကြည့်နေရတာအဆင်မပြေဘူးအဲ့လိုပဲပြောကြတာပဲတူရင်တော့တူတာနဲ့လိုက်တယ်ရှင်ရင်တော့ရှင်တာနဲ့လိုက်တယ်ပြောကြတာပဲအာလိုက်တယ်လို့ပြောကြတာပဲပေါ့နော်ကိုယ်ကိုယ်လည်းယုံကြည်မှုရှိပါတယ်လုတ်တယ်ကျွန်တော်အဲ့လိုလုံလုံခန့်တယ်တခါတော့အဲ့လိုလေအဲ့ဒီကျွန်တော်ဆက်ဆက်နုပညာလောကတွေကိုစဝင်တာဓမ္မဥလာသားနယ်ဦးဓမ္မဥလာသားနယ်ပြီးတဲ့အချိန်မှာအဲ့လို အရန်ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတခုကိုသွားကျင်တာသွားကျင်တဲ့အချိန်ကျဘလူကလှုပ်လိုက်လဲဆိုတော့ကျူးပြင့်ချီရဲ့ဘာနာတီမှာဝတ္ထုထဲမှာမပါတဲ့ဇက်ကောင်တခုကို request လုပ်ပြီးထည့်ခိုင်းပေးတာဒီချဲတို့ဒီချဲတော်မြင့်ခိုင်အောင်တောက်လို့အဲ့လိုဇက်ရုပ်လေးထည့်ပေးပါလို့အဲ့လို challenge ဖြစ်တာမျိုးပေါ့နော်အဲ့ကြဘာဖြစ်လာလဲဆိုတော့ကြာတာကြာတာများတဲ့ခေတ်မှာမမှတ်မိဘူးကိုကားလည်းကြည့်ဘူးလေဒီကားလည်းကြည့်ဘူးလေကိုကမမှတ်မိဘူးဖြစ်ကြတာပေါ့နော်အဲကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ဒါကဇက်ရုပ်မျိုးစုံလိုက်ပြောင်းနေတာကောင်းတယ်ပေါ့မကောင်းတဲ့ဘက်ကပြန်ကြည့်မယ်ဆိုရင်တကားနဲ့တကားကိုတိတော့တိတယ်လူနဲ့နာမည်နဲ့ ပုံစံနဲ့ကမတွဲမိဘူး။ဘာလို့လဲဆိုတော့အရင်တုန်းကဆိုလို့ရှိရင်တေးဥဆောင်တွေကအဓိကမင်းသားတွေကဆိုလို့ရှိရင်အဲ့လိုသပင်းပုံစံတစ်မျိုးတည်းပဲထားကြတယ်။ဥပမာရင်တော့ကိုရန်လေးဆိုကိုရန်လေးသပင်းကေအဲကိုသားလေးဆိုဒွေးကေအဲ့လိုစသဖြင့်ပုံစံတစ်မျိုးနဲ့ပြိတက်ကိုမှတ်မိပြီဆိုမှနောက်ပုံစံအောင်ဒါမှမဟုတ်အခုချိန်ဒီမပြောင်းကြအောင်အဲ့ပုံစံပဲထားကြရတယ်ပေါ့နော်။ကိုရီးယားတော့မဟုတ်ဆလာတဲ့ကတော့နောက်ကကြတော့ဟိုငြိမ်မမီတဲ့အာဇက်ကောင်လောက်တယ်။အားပြီးတော့နောက်တစ်မျိုးလောက်တယ်။အဲ့လိုမျိုးလိုက်ပြောင်းနေရတာပေါ့နော်။ ကာရက်တာဆိုလိုရတာကြိုက်တယ်ကျွန်တော်ကမတူတဲ့မျိုးတွေကိုသွားရသလိုပဲပေါ့နော်အဲအဲ့လိုမျိုးလုပ်နေရတာကြိုက်တယ်လိုင်းပေါ်မှာတွေ့တာမဟုတ်ဘူးကို့မှာရင်းနေတဲ့ထဲကပျောက်လို့ဟိုမှာ post တွေပါတောင်ကောက်တင်လိုက်ရသေးတယ်ပြန်တွေ့တယ်ဟိုမှာဆရာမကြီးကမလုပ်တာလဲဆိုတော့မင်းမြုပ်သွားတယ်မင်းမြုပ်ပါသွားတာတဲ့မင်းမြုပ်ပါသွားသူကလမ်းထိပ်တောင်တိတ်ထွက်တဲ့လူသားမျိုးမဟုတ်ဘူးအမို့ပူလဲစိတ်ပူကြတာလမ်းထိပ်လောက်တောင်သွားတဲ့လူမဟုတ်ကြလူကဖုန်းကြီးဆက်ပိတ်ပြီးမင်းမြုပ်ပါသွားတာဘယ်သူနဲ့ပါသွားအောင်ဆိုတော့တငယ်ချင်းနေတဲ့မတွေ့တာ ဟိုတုံးတုံးလေးနဲ့တော့တကယ်ချင်းတယ်အဲ line ပေါ်မှာဆက်သွယ်ရရပြီး line facebook လဲတော့တိတ်တုံးတာမဟုတ်ဘူးဩ TikTok ဘာညာနဲ့အဲ့ဒီကနေထိတ်ဆက်ပြီးတော့အပါချသွားဟိုတနေ့ကစူထားနှုတ်ငါးသားနှုတ်မိဘဆိုပြတယ်လို့မိဘတွေကအရင်စိတ်ပူတာလေတုံးလေးရလောက်မတွေ့တဲ့အချိန်မှာမိဘတွေမပြောနဲ့ကိုယ်တော်မှသွားပြီလို့ဘာလို့တော့အကောင့်တိုင်းပြန်တွေ့ဖို့ဆိုမလွယ်တော့ဘူးလေတုံးလေးရလောက်ဆိုတဲ့အတိုင်းတောင်မိဘတွေဆိုဟိုယူမှာ ပြန်တွေ့ရင်ဒါရာဂိုင်တော့အဖြစ်မကောင်းတော့ဘူးတော်တော်ကန်ကောင်းတာတော်တော်ကန်ကောင်းတယ်လို့ပြောရမယ်လေလေလေပါတယ်ဟုတ်အဓိကကတော့စိတ်မကောင်းဘောเนาะစိတ်မကောင်းမှုဆိုတော့ဟိုလူငယ်တွေကမလွတ်တော့လဲမလွတ်လို့ဘောเนาะမိဘတွေကထိန်ချုပ်တဲ့အရာတွေပေါ်မှာလဲ လူငယ်တွေအပြစ်မြင်ကြရတယ်။လွတ်တဲ့အတိုင်းအတာပေါ်မှာလည်းအလွဲသုံးစားလုပ်ကြရတယ်ပေါ့နော်။အဲကိုကိုရန်လည်းအခုအသက်အရွယ်လေးတစ်ခုရောက်လာတယ်ကလေးတွေပြန်စူရတဲ့အရွယ်ရောက်လာတာပေါ့နော်။အဲတော့ပြောရတယ်အမြင်နဲ့မိဘတွေကတစ်ခါတည်းမှာဟိုမိဘတွေကလွဲရင်လွဲလိမ့်မယ်။လူကြီးနဲ့လူငယ်မှာလွဲရင်လွဲလိမ့်မယ်။ဒါပေမဲ့မိဘတွေမှာအမြဲမှန်လေးရှိတဲ့ကိစ္စတခုကဘာလဲဆိုဒီလူနဲ့မပေါင်းနဲ့ဆိုရင်အဲ့ဒါတည်ကြရတယ်။မိဘတွေရမှာလေမိဘတွေမှာဟိုတာသမီကိုချစ်တဲ့စိတ်နဲ့အလိုလိုသိနိုင်တဲ့ညံတခုပေါ့။အဲ့လိုအပေါင်းအသင်းနဲ့ပတ်သက်မိဘတွေက အာကြိုပြီးမြင်တတ်ကြရတယ်ပေါ့နော်အားလေးလေးမိဘတွေကအရင်အပြစ်မမြင်ဘဲနဲ့ပြောရဲစကားနားထောင်မှပြီးရင်ခုနပြောလို့ပေါ့ကိုတည်းအန်တီဖြစ်မဲ့လားမဖြစ်မဲ့လားတေချာလေးဟိုဟာဖြစ်ပြီးမှပေါင်းတင်တာမျိုးလုပ်တင်ပါတယ်ခေကတော့ဆုံးမပါဘူးသူကလည်းအကြီးဆိုတော့ခါရိုးလည်းပြောတာပေါ့အကူကြီးချက်မှရင်းနေရောဟုတ်ပြန်ကောင်းနေပါပြီရိုက်ကူးတွေပါလုံနေမင်းရအောင်လာသေးတယ်လာပြီးတော့တော်ညာရိုက်လို့လားမသိဘူး လာတော့လာတယ်အိမ်ကတော့မကြခဏလာတယ်အဲ့ဒါဟိုဖြစ်တာကျွန်တော်ဒီနေ့တလောကမီဒီယာမှာပြောသလိုပေါ့ကျွန်တော်မသိလိုက်တာမသိလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ဓာတ်ပုံရိုက်မယ်ဆိုပြီးတော့အဲ့ဒီမှာမိုးရွာလို့ဆိုမရိုက်ဖြစ်ဘူးမရိုက်ဖြစ်တဲ့အချိန်မှာမိုးရွာချိုးတယ်မိုးရွာချိုးပြီးတော့နေမကောင်းဆိုအော်ဟုတ်ပြီဟုတ်ပြီပေါ့နော်အာပြီးတော့စစ်တောက်လေးစစ်ထူးလေးပေါ့အဲ့ပြောတဲ့အချိန်မှာအိမ်ကလည်းတက်ဖြစ်တဲ့အချိန်မှာနောက်ကျမှတော်တော်ဖြစ်နေတယ်တော်တော်ဖြစ်တာကိုသိတဲ့အချိန်မှာစေကန်းနေပါပြတယ်တိတ်မတက်တာဘူးကဲအဲ့ဒါနဲ့နောက်ကျမှဟောဖြစ်တာ တည်တာတည်တဲ့အချိန်မှာတော်တော်လေးပြန်ကောင်းနေတယ်။ကျင်းတွေရဲ့ဖြည့်ဖို့မိုးရွာတာကိုမိုးရွာတာကိုဆယ်နှစ်သားလေးလိုဥယျာရောရေမိုးရေချိုးတာချီအောင်ပြောအောင်ကလည်းလွင်နေတယ်။အဘလို့သုံးတက်မြော်လက်ခံပါတယ်ကျွန်တော်ကတော့လေဘာလို့လဲဆိုတော့အရာလုံးเนี่ยတိုက်ဆိုင်တာပေါ့အကျိုးเนี่ยကျွန်တော်တိုက်ဆိုင်နေတာပါပဲအရာလုံးလက်ခံနေပြီးတော့ဟိုကျွန်တော်တို့အမျိုးထဲမှာလည်းအဲ့လိုတိုက်ခိုက်တာတွေပါလေကြုံခဲ့ဘူးလေအဲ့လို င်နံကိုအိမ်ရဲ့မိသားစုထမင်းဝါရဲ့ဖင်နံကိုအောက်မှာနံပါတ်ရေးပြီးချက်ရှိခတ်သွားကိုရီလည်းမသိလာပဲအချိန်မှာဝင်ရေးသွားမှအဲ့လိုမျိုးလည်းကြုံခဲ့ဘူးတယ်ဆိုတော့ဒါကိုလက်ခံတယ်ပြီးတော့ခုနကကျမ်းမာရေးရမှာလည်းသူကအဲ့လိုမွေးတွေချိုးလိုက်တယ်နေမကောင်းနေဖြစ်တယ်ငါကလည်းအကြောအနေလို့ဆိုတော့အဲ့ဒါတွေတိုက်ဆိုင်သွားတာပေါ့အာအဲ့ဒီရေးခံရတဲ့မိသားစုဝင်ကအသက်ဆုံးမတဲ့အထိအဲ့လိုဖြစ်ခဲ့ရပါဘူး။နော်ကြာဟုတ်တယ်ဟုတ်တယ်ကြာကြာကြာ။အဲ့ဒါလေးလည်းပါမှာပေါ့လေ။အရာအလုံးကခုနကကျွန်တော်ပြောသလိုပေါ့မမြင်ရတဲ့အရာနဲ့မြင်ရတဲ့အရာတွေကအရာအလုံးကဆက်ဆက်နေရပါဘူး။အဲ့တော့ အဆုံးမတော့မှအဲ့ဒီဟာတွေတွေ့တာဆုံးပြီးတဲ့အချိန်ကျမှအဲ့ဒီမှာရေးထားတွေတွေ့တာအဲ့ချိန်ကျတော့လည်းဆုံးတဲ့လူကလည်းဆုံးနေပြီသားဆိုတော့ဘသူတွေလုတ်တယ်ဘာတွေလုတ်တယ်လည်းထပ်မမေးတော့ပါဘူးဘာလို့လဲမေးလို့တိရလဲဟိုဘယ်လိုပြောရမလဲဘာမှကိုလုတ်လို့မှမရတော့အဲ့လိုဒါတော့ရှိတတ်ကြတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလေအာဘယ်လိုပြောမလဲအဘာသာကြီးပူလို့ပေါ့ဒါပဲရှိတာပဲကိုတွေဆိုလဲအခုရှိတယ်အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တိုက်ခိုက်တာတွေရှိတယ်ရှိတော့じゃအဲ့လိုဘာသာကြီးပူလို့ဖြစ်တာပေါ့ မပြောတော့ပါဘူးကြာခဲ့ပြီဆိုတော့ကိုကိုရန်ကခုနကပြောလို့ပေါ့ကိုကိုရန်ကလည်းမိသားစုဝင်ထဲမှာဖြစ်ခဲ့တာလေဆိုတော့လေအဲ့တော့ဒါလေးကိုယုံကြည်တယ်အဲအဲ့တော့ဘာလုပ်မလဲဆိုဘာသာရေးပို့လို့ပါဒါပဲဆိုအဲစိတ်ပူသွားပေါ့အဲ့တော့ဟိုဘာသာရေးပို့လို့ဖို့ပဲကျွန်တော်ကပြောရတာပေါ့ကျွန်တော်ကဟိုမကောင်းတာနဲ့ကောင်းတဲ့ຢာမှာကောင်းတဲ့ຢာတော့အများနဲ့တာမှာပဲလေအဲ့လေကိုကကြိုတိလိုက်တယ်ဆိုလို့ရှိရင်ဘာသာရေးလေးပို့လို့ပေါ့လက်ခံနဲ့လက်မခံဆိုတာကခုနကပြောလို့ပါတိုက်ဆိုင် ိုက်ဆိုင်တာပေါ့နော်ထန်းစီကြိုကကြီးနေတယ်တစ်ဖက်ကလည်းဒီလိုဖြစ်နေတစ်ဖက်ကလည်းဒီလိုဖြစ်နေအဲ့ဒီနှစ်ခုတိုက်ဆိုင်သွားတယ်ပေါ့อืมအမေကတော့ဒီလိုပါပဲကျွန်တော်တို့လိုကျမကြီးရဆောင်းဆောက်စရာတွေစီရာတွေကိုဆောင်းဆောက်ခိုင်းတယ်ပြီးတော့လည်းအမေလည်းလက်လန်းမိသမျှပေါ့ကျွန်တော်တို့အမျိုးထဲမှာလည်းဟိုဘေဒင်တွက်ပေးရဲ့လေးလက်ရှိရာကိုအဲ့လိုမျိုးတွေရရားတွေပါလက်ချေပေးတယ်ပြီးရင်ကျမကြီးကလည်းဆောင်းဆောက်မရတယ်ဆောင်းဆောက်ပေးပါအဲအဲ့ရတော်တော်လေးတတ်တာသွားတယ်ပြောတယ်ဟုတ်ဟုတ်အခုတော့ပုံမှန်ပြန်ပုံမှန်နှီးပါပြန်ဖြစ်နေပါပြီဟုတ်သူအကြာကြီးမရက်နိုင်တာဘာညာရှိမလားတော့ ဟုတ်တော်တော်လေးတော့ပုံမှန်အတိုင်းပြန်ဖြစ်နေဟုတ်ကျွန်တော်ထင်တယ်ဟွာလောက်တော့၄၅ရက်တပတ်လောက်တော့ဖြစ်မယ်တပတ်လောက်မှာအာ9ရက်6ရက်လောက်မှာတော်တော်လေးပြန်တက်တာပါတော့เนาะဟုတ်အာဒါကတော့ဒီ production ကအစ်စ်ပေါ့เนาะစပူမင်း production ဖြစ်တယ်အာဒီမင်းဖုံမြတ်တို့ဆိုလဲရှေ့မှာကျွန်တော်စုံထားရပေါ့เนาะအရင်လည်းခင်ရတယ်ပြီးတော့ကိုရင်းသစ္စာတို့ဆိုဒီကားမှာစုံမယ်ပြီးတော့တခြားလူတွေလည်းကိုစုံမှုတဲ့လူတွေမစုံမှုတဲ့လူတွေတော့ဒါ အပေါ်မှာကျွန်တော်အကောင်းဆုံးကြိုးစားသွားကြမယ်ပေါ့နော်ဒီနေ့ script meeting မှာလည်းအားလုံးကစစ်စစ်လုံးလုံးနဲ့အကောင်းဆုံးဖြစ်အောင်တိုင်ပင်ထားကြရတယ်။အဲဇလန်တွေကလည်းကောင်းတဲ့အတွက်ကျွန်တော်တို့အကောင်းဆုံးရလဒ်တွေရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အားပေးပါလို့ပြောချင်ပါတယ်။